ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုစီမံကိန်းတွေအကောင့်ထဲပေါ်တဲ့အခါပုံမှန်2-5တက်နဲ့အညီလှုပ်ဆောင်ဖို့တိုက်တွန်းတဲ့အဆိုကိုလွှတ်တော်ကမှတ်တမ်းတင်ထားခဲ့ပါတယ်။ဒီသတင်းကိုမေတ္တာကျန်ကပေးပို့ထားပါတယ်ခင်ဗျာ။ ရန်ကုန်တိုင်းဒေသကြီးလွတ်တော်အထူးစီဝေးမှာအဆိုရှင်တင်ငန်းချုပ်မဲဆန္ဒနယ်ကဥကြော့တင်သွင်းခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးအတွင်အကောင့်ထဲဖော်ရစီမံကိန်းတွေကိုဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်251နဲ့ညီဆောင်ရွက်အကောင့်ထဲဖော်ဖို့တိုက်တွန်းတဲ့အဆိုကိုလွတ်တော်ကမှတ်တမ်းတင်ထားခဲ့တာပါ။တန်တယ်ဆိုတော့ဒါကဟိုဒီလွတ်တော်မှာသူတို့လွတ်တော်ကိုပြတူရတယ်ပြတော့ပါဒီလက်ရှိရန်ကုန်တိုင်းဒေသကြီးအဆိုအအနေနဲ့စီမံရေးအကောင့်ထဲဖော်မှာကို250တဲ့ကြီးဆောင်ရွက်ပြီဆိုတော့ ကိုတိုက်တွန်းလာလို့မှတ်တမ်းနေတယ်ဆိုတော့လက်ခံတဲ့အဖြစ်ပဲ။မြင်းပေတာမှုတွေကြောင့်ဒါကဥကလက်ခံလိုက်တယ်မှတ်တမ်းနေတော့လက်ခံလက်ခံမှတ်တမ်းရဒါမှတ်တမ်းဒီတော့တကယ်ဟိုအောင်အကောက်တဲဖော်ရမယ်အနေထားပြီးလုတ်ကိုလို့ရတော့မယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းအကောင့်ထက်ဖော်တဲ့စီမံကိန်းတွေကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီအကောင့်ထက်ဖော်ရေးအစုကိုမဟမ်းမဲဆန္ဒနယ်ကဒေါက်တာညီညွတ်တင်လက်ထောက်ခံဆွေးနွေးခဲ့ပါတယ်။ဒေါက်တာညီညွတ်တင်ဘက်ကလည်းရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်တဲ့တင်နာခေါ်ယူမှုပိုင်းမရှင်းလင်းတဲ့အချက်တွေကိုလွှတ်တော်ကိုမေးမြန်းခဲ့ပါတယ်။ ာဝန်ရှိတယ်။ तू ကကျွန်တော်တို့ဥပဒေနဲ့အညီလုပ်ပါလို့ပြောရမယ်တာဝန်ကတာဝန်။အဲကြောင့်မို့ तू ကတာဝန်ရပြီ။ပြောတာကတပိုင်းလက်ရှိဖြစ်နေတာအမှန်တရားအမှန်တရားတပိုင်းပဲလေ။ဒါကြောင့်မို့ဒါဟာအခြေတို့တော်မှာတမ်းမှရှိပြီးဖြစ်တဲ့အတွက်ကြောင့်မို့ဒါဒီလိုလိုတွေကတော့အချိုးရှိနေ။နောက်ဆုံးအခွင့်အရေးတွေလည်းလက်ခံထားပြီးအများကြီးနောက်ဆုံးကနောက်ထပ်တော့အများကြီးလုပ်လို့ပါလို့ရတယ်။ တ်တော်ကိုတင်ဆက်ခဲ့တဲ့အဆိုတွေထဲမှာမှတ်တမ်းပြထားရှိထားတဲ့အဆိုတွေကိုနောက်ထပ်တက်လာမယ့်အဆိုရကဥရင်နဲ့ညီလိုက်လို့ရမယ့်တာဝန်ရှိရလို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တချို့ကထောက်ပြပြောဆိုထားပါဗျ။ရေကုန်မြို့တည်စီမံကိန်းကိုနောက်တက်လာမယ့်အဆိုရအနေနဲ့ကောက်ထဲဖော်ရမှာဥရင်နဲ့ညီလုံးမလုံးစောင့်ကြည့်မှုတွေလုပ်သွားမယ်လို့လည်းပြောဆိုထားကြပါဗျ။ကျွန်မကမိသားချင်းမှာ